င်္ဂလာပါရှင်ဒီမှာတင်ပါဒီဇင်ဘာ3ရက်နေ့အတွက် People's Bank ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ထိုင်းမှာမြန်မာလုပ်သားတွေလိုက်ပါလာတဲ့ကားတိမ်မောက်လို့၉ရောက်သေဆုံးတဲ့တဲ့တင်မုံမဲမြို့ရဲဝင်လာတဲ့စစ်တပ်ကအရက်သားနေအိမ်တွေမှာတက်ဆွဲတဲ့တဲ့တင်ဆန္ဒပြသူတွေဖမ်းမိရင်အကုန်တပ်ပစ်မယ်လို့စစ်ကောင်စီချင်းချောက်တဲ့တဲ့တင်တောင်းသားနဲ့တိုက်ပွဲမှာနှစ်ဖက်ထိခိုက်မှုရှိတဲ့တဲ့တင်ဒီတဲ့တင်တွေကိုနားဆင်ရမှာဖြစ်ပါရှင်။ထိုင်းနိုင်ငံရက်ဘူရီကဲမှာ မြန်မာလုံသား15ယောက်တင်ဆောင်လာတဲ့ကားတစ်စီးဘိန်းပေါက်ပြီးတိမ်းပေါက်ခဲ့တာကြောင့်မြန်မာလုံသား6ယောက်တိတ်ဆုံးခဲ့ပါတယ်။ဒီနေ့မနက်9နာရီခွဲအချိန်မှာမြန်မာလုံသား15ယောက်တင်ဆောင်လာတဲ့ Toyota ကားတစ်စီးဟာ Rush Booty ခရိုင်ကနန်ဂရထုကြေးရွာအုပ်စုနာမှာလမ်းဘေးဆယ်မြောင်းထဲကျပြီးတိမ်းပေါက်ခဲ့တာလို့ထိုင်းသတင်းတွေကဆိုထားပါတယ်။ယင်တိမ်းပေါက်မှုကြောင့်မြန်မာလုံသားအမျိုးသား6ယောက်နဲ့အမျိုးသမီး1ယောက်တိတ်ဆုံးခဲ့ပါတယ်။ကျန်တဲ့ကောင်းမောသမားအပေါင်းအဝင်မြန်မာလုံသား6ယောက်ကတော့ ထွက်ပြေးသွားခဲ့တယ်လို့သိရပါတယ်။ထိုင်းရဲတပ်ဖွဲ့ရဲ့ကနဦးစစ်ဆေးမှုအရကားအတွင်းမှာလူ15ယောက်တင်းဆောင်လာခဲ့ပြီးဝန်အလေးချိန်များပြားကဘိန်းပေါက်သွားတဲ့အတွက်မထိန်းနိုင်တော့ဘဲဆင်းမြောင်းအတွင်ကျသွားတာလို့ဆိုပါတယ်။ထွက်ပြေးသွားတဲ့ကားမောင်းတမနဲ့မြန်မာလုပ်သား6ယောက်ကိုအနောက်ရောင်ကားတစ်စီးကခေါ်ဆောင်သွားတယ်လို့လည်းထိုင်းသတင်းတွေမှာဖော်ပြထားပါတယ်။အဲ့ဒီထွက်ပြေးသွားသူတွေကိုထိုင်းရဲတပ်ဖွဲ့ကလိုက်လံရှာဖွေနေတယ်လို့သိရပါပါရှင်။ ရန်ပြည်နယ်မြောက်ပိုင်းမိုးမဲမြို့အတွင်းဝင်လာတဲ့စစ်ကောင်စီတပ်တွေကအရက်သားနေအိမ်တွေမှာတပ်ဆွဲနေပြီးဒေသခံတွေကိုလည်းမြို့ထဲပြန်ဝင်ကြဖို့ဖိအားပေးနေပါတယ်။စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာမိုးမဲမြို့ရက်ွက်တွေကနေအိမ်အများစုမှာရှိနေတယ်လို့မြို့ပြင်မှာစစ်ရှောင်းနေရသူတူကပြောပါတယ်။မိုးမဲမြို့ခံတူကသူတို့နေထိုင်တဲ့ရက်ွက်ကိုလုံခြုံရေးအရာမပြောပေမဲ့အဲ့ဒီရက်ွက်ကအိမ်တစ်လုံးပေါ့စစ်ကောင်စီတပ်ပြူဟောင်မှုရှိနေတယ်လို့ဆိုပါတယ်။မြို့ကနေထွက်သွားသူတွေကိုလည်းစစ်တပ်ကပြန်လာခိုင်းနေပြီး ဒေသခံတွေကတော့မပြန်လာရဲကြဘူးလို့အဲ့ဒီမိုးမေမြို့ခံကဆိုတာပါမိုးမေမြို့ပေါ်မှာရက်ကွက်၁၀ခုရှိပြီးဒေသခံ၃ပုံ၂ပုံဟာမြို့ကိုစွန့်ခွာထွက်ပြေးသွားကြတယ်လို့သိရပါတယ်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာနိုဝင်ဘာလ၂၅ရက်နေ့လယ်ပိုင်းကစပြီးမိုးမေမြို့အတွင်ကားတွေနဲ့ဝင်ရောက်လာတာဖြစ်ပါတယ်မိုးမေမြို့ကောင်းကင်မှာလည်းစစ်ကောင်စီတပ်လေရင်ကနေ့တိုင်းပြန်ဝဲနေပြီးတိုက်ပွဲဖြစ်မှာလို့ဒေသခံတွေကပြောဆိုနေကြကြောင်းမိုးမေမြို့ခံတူကဒီနေ့အခြေအနေကိုရှင်းပြပါတယ် မုံမိတ်မြို့ဟာကချင်လွတ်လပ်ရေးတပ်မတော် KIA ထိန်းချုပ်ထားတဲ့မဘေးမြို့နယ်နဲ့လည်းဆက်ဆက်နေပါတယ်။မုံမိတ်မြို့အနီးမှာ KIA ရဲ့တရင်30လင်းရှိနေတာပါ။လက်ရှိအချိန်ထိတော့စစ်ရေးပြင်ဆင်ထားမှုမရှိပေမဲ့တကယ်လို့တော်လရေးအင်အားစုတွေကစစ်ကောင်စီတပ်တွေကိုတိုက်မယ်ဆိုရင်အကူအညီပေးသွားဖို့ရှိမယ်လို့ KIA ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူးကပြောထားပါတယ်။နိုဝင်ဘာလ30ရက်ကလည်းမိုးကုန်းနဲ့မိုးမိတ်ကြောင်းမှာစစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တွေတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်ရှင်။ မန္တလေးမြို့ဈေးကြုံမှာဒီနေ့မနက်အစောပိုင်းကစစ်တပ်နဲ့ရွေးကောက်ပွဲကိုစန့်ကျင်ကြောင်းဆန္ဒပြမှုဖြစ်ခဲ့ပြီးဆန္ဒပြသူတွေကိုဖမ်းမိရင် အကုန်တပ်ပစ်မယ်လို့စစ်အုပ်စုကချင်းချောက်ပြောဆိုနေကြောင်းမြို့ခံတွေက ပြောပါတယ်။ဒီဇင်ဘာ3ရက်ဒီနေ့မနက်9နာရီဝန်းကျင်ကမန္တလေးဈေးကြုံမနက်ဈေးမှာစစ်ကောင်စီစန့်ကျင်ရင်နဲ့အထူးအောင်ရွေးကောက်ပွဲစန့်ကျင်ကြောင်းဆန္ဒပြခဲ့တာလို့သိရပါတယ်။ဆန္ဒပြပွဲပြီးတဲ့နောက်စစ်အုပ်စုကအရက်ဝတ်ယူနီဖောင်းပုံစံမျိုးစုံနဲ့ရောက်လာပြီး ချင်းချောက်ပြောဆိုနေရလို့မြို့ခံတွေကပြောပါတယ်။ဆန္ဒပြတာကိုဓာတ်ပုံရိုက်ပြီးစစ်ကောင်စီစီသတင်းပေးဖို့နေသူတွေလည်းရှိတယ်လို့မြို့ခံတူကပြောပါတယ်။ဆန္ဒပြပွဲပြီးရောက်လာတဲ့စစ်တပ်ကဆန္ဒပြသူတွေကိုမိရင်တပ်ပစ်မယ်လို့ချင်းချောက်ထားတယ်လို့ဆဲဆိုကျင်းမောင်းကြတယ်လို့လည်းမြို့ခံတချို့ကပြောပါတယ်။အဲ့ဒီနောက်စစ်တပ်ကမြို့အဝင်ထွက်အပေါင်းဝင် နေရာတော်တော်များများကိုပိတ်ဆို့စစ်ဆေးကြတယ်လို့လည်းသိရတာပါ။စစ်ကောင်စီနဲ့ပြူစောတိတွေစောက်ကြနေတဲ့ကြားကပဲ မန္တလေးမြို့မှာဆန္ဒပြမှုတွေဇက်တိုက်ပြုလုပ်နေတာဖြစ်ပါရရှင်။မန္တလေးတိုင်းတောင်တာမြို့နယ်မှာတိုက်ပွဲဖြစ်ပြီးနှစ်ဖက်ထိခိုက်သေးဆုံးမှုရှိတယ်လို့ဒေသခံတရင်ရင်မြေတချို့ကပြောပါတယ်။စစ်ကြောင်းထုံးနေတဲ့စစ်ကောင်စီတပ်နဲ့တော်လရေးတပ်ဖွဲ့တွေကြောင့်ဒီဇင်ဘာ၂ရက်နေ့မနေ့ကတိုက်ပွဲဖြစ်ခဲ့တာလို့သိရပါတယ်။ပေးတရအတွင်းအနည်းကပြစ်ခတ်ခဲ့ကြပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်တွေသေဆုံးတာများတယ်လို့တောင်တာမြို့နယ်တော်လရေးတပ်ဖွဲ့ဝင်တူကပြောပါတယ်။ မနေ့ကအရှိတ်တဲရွာတိုက်ပွဲအတွင်းဒေါ်လင်ရေးတပ်ဖွဲ့ဝင်2ဦးကြောင်းဆုံးခဲ့တယ်လို့လည်းကနဦးသိရှိထားရပါတယ်။ဒါပေမဲ့လက်ရှိစစ်ရေးအခြေအနေတွေကိုအတိမပြုတ်နိုင်သေးဘူးလို့တောင်သာမြို့နယ်ပကဖတောင်ဝန်ရှိသူကပြောပါတယ်။အခုအချိန်ထိစစ်ရေးအခြေအနေကရှုပ်ထွေးနေသေးပဲလို့သူကဆက်ပြောပါတယ်။စစ်ကောင်စီတပ်ဟာတောင်သာနထိုးကြီးလမ်းပိုင်းနဲ့တောင်သာရုံးစီကြီးမိထီလာလမ်းပိုင်းကိုဒီဇင်ဘာတရက်ကစပြီးစစ်ကြောင်းထိုးတာတက်ဆွဲတာတွေလုပ်နေပါတယ်။ဒါ့အပြင်ကျေးရွာတချို့ကိုမီးရှို့ပြီး ်ပြည်သူပိုင်ပစ္စည်းတွေယူဆောင်နေတယ်လို့ဒေါန်တာမြွနဲ့လူမှုလှုပ်ရှားမှု ကော်မတီကထုတ်ပြန်ထားတာပါစစ်ကောင်စီတက်ကစစ်ကြောင်းထုတ်နေတာကြောင့်ဒေါန်တာနှထိုးကြီးလမ်းပိုင်းနဲ့ဒေါန်တာရုံးစီကြီးမိထီလာလမ်းပိုင်းကိုဒေါ်လေးတက်ဖွဲ့တွေကရက်အကန့်အသတ်မရှိသွာလာခွင့်ပိတ်ပင်ထားပါတယ်အာနာသိန်းစစ်ကောင်စီကလာမယ့်ဒီဇင်ဘာ28ရက်နေ့မှာကျင်းပမယ့်ရွေးကောက်ပွဲအတွက်မန္တလေးတိုင်းအတွင်းကဒေါ်လေးတက်တွေအားကောင်းတဲ့မြင်းချမ်းနှထိုးကြီးနဲ့တောင်တာမြွနယ်တွေကိုအော်တိုဘာလာကလေးကစစ်ကြောင်းထိုးနေတာဖြစ်ပါရှင့် People's Bank ကနောက်ဆုံးရရှိထားတဲ့ညနေခင်းပြည်တွင်းသတင်းတွေကိုတင်ဆက်ပေးသွားခဲ့တာဖြစ်ပါရှင်။